ခုဆိုကျွန်တော်တို့တော်လန်ကြီးက၅နှစ်ကြာလာပြီတကယ်တမ်းတော့ကျွန်တော်တို့တော်လန်ကြီး၅နှစ်ကြာတာကြာတင့်သလားဆိုရင်လည်းကြာတင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်တပ်က တကယ်အင်အားကြီးစစ်သက်နော်နိုင်ငံတစ်ခုကိုကိုစားပြုတဲ့အင်အားကြီးစစ်သက်ကိုရင်ဆိုင်နေရတယ်မြန်မာနိုင်ငံရဲ့စစ်သက်အနေထားကနော်စစ်သက်အာဏာမသိမ်းခင်အချိန်ထိဒါဟိုနိုင်ငံတကာစစ်ရေးကျွမ်းကျင်သူဒီစစ်လက်နက်ကျွမ်းကျင်သူတွေရဲ့ညှုံးကိန်းအရမြန်မာနိုင်ငံရဲ့စစ်သက်ကဒီအဆင့်40မှာရှိတယ်ဒါဒါဒါကတော်တော်သေးတဲ့စစ်သက်မဟုတ်ဘူးနော်ဒါနိုင်ငံတကာရဲ့ညှုံးကိန်းဒါမြန်မာနိုင်ငံရဲ့စစ်သက်ကနိုင်ငံတကာရဲ့ညှုံးကိန်းမှာဒါအဆင့်40မှာရှိတဲ့စစ်သက်ဒါစစ်သက်အာဏာမသိမ်းခင်အချိန်ထိနော်အဲ့တော့အဲ့တလောက်အင်အားကြီးတဲ့စစ်သက်ကို ကျွန်တော်တို့ပြည်သူလူထုတွေကဘာတစ်ခုမှမရှိပဲနဲ့နော်ဟိုလက်ထဲမှာဒီဓာတ်မျက်ခုတ်တဲ့ဓမ္မတူတော်မရှိပဲနဲ့ဒီအာနာသိန်းစစ်တက်ကိုရင်ဆိုင်ဖို့ဒါတော့အင်အားကြီးတဲ့ဒီအာနာသိန်းစစ်တက်ကိုရင်ဆိုင်ဖို့ဆိုတာတော်တန်ယုံအချိန်ကာလနဲ့တော့ရမှာမဟုတ်ဘူးအတချို့ကတော့ပြောကြတယ်ငါတို့တော်လန်ကြီးလှုပ်လာတာငါတို့လှူလာတာငါတို့ပါဝင်လာတာငါနှစ်ကြာသွားပြီပေါ့အခုထိမပြီးသေးဘူးလားဆိုတော့အဲ့တော့ဟိုဘလို့လဲကျွန်တော်အချိန်လေးကိုပြန်ကြည့်ရမယ်ကျွန်တော်တို့ရင်ဆိုင်နေတဲ့စစ်တက်ကဘလို့စစ်တက်မျိုးလဲလူစိတ်ရှိတဲ့စစ်တက်လားလူစိတ်မရှိတဲ့စစ်တက်လားကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်တက်က လောက်အင်အားကြီးတဲ့စစ်တပ်ကိုရင်ဆိုင်နေရလဲဆိုတာကျွန်တော်တို့ပြန်ကြည့်ရမယ်အဲ့တော့မနေ့တနေ့ကမှစာတင်ကန်းထဲမှာဟောပင်ကင်ပြီးတော့တောခုသွားတဲ့လူငယ်တွေကဒီကပအင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကိုချက်ချင်းရင်ဆိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့ငါးနှစ်တောင်ကြာသွားပြီဆိုတဲ့စကားကိုကျွန်တော်တို့ပြောဖို့မသင့်သေးဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေး9နှစ်ထိကြာနေရတဲ့အကြောင်းရင်းရဲဘော်ကိုနောင်နောင်ကရှင်းပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒါပေမဲ့အခုကျွန်တော်တို့တော်လန်ရေးအခြေအနေကဘယ်လိုရောက်ပြီလဲဆိုရင် အမြင့်ဆုံးအခြေအနေကိုရောက်နေပြီဒီအာနာတိန်နာတဲ့စစ်တပ်က तू ရွေးကောက်ပွဲလုံနိုင်ဖို့အတွက်အာနာတိန်နာတဲ့စစ်တပ်က तू ရွေးကောက်ပွဲလုံနိုင်ဖို့အတွက် तू တနိုင်ကန်လုံးကိုထိုးစစ်ဆင်မှာဒီစကားကျွန်တော်အခုမှပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့2023ခရက်ကကျွန်တော်ပြည်သူလူထုတွေကိုရောကျွန်တော်တို့တော်လှန်ရေးပေါ်တွေကိုကျွန်တော်အများကြီးကြိုတင်သတိပေးခဲ့ပူတယ်နော်အ2025ခုရဲ့ဒီအော်တိုဘာလာလောက်နောက်ဆုံးထားပြီးတော့စစ်တပ်ကနယ်မြေရှင်းလင်းရေးတွေလုပ်မယ်။ဘာကြောင့်လုပ်မှာလဲဆိုတော့ तू ကရွေးကောက်ပွဲလုံနိုင်ဖို့လိုအပ်တယ်။ तू ကဒီအာနာသိန်းစစ်တပ်အနေနဲ့ तू ရေရှည်ရက်တီလို့မရဘူးစစ်တပ်ကသူအပြောင်းလဲတစ်ခုကိုမဖြစ်မနေလုပ်ကိုလုပ်ရမယ်အဲ့လိုအပြောင်းလဲလုပ်နိုင်ဘူးသွားဆိုရင်တစ်ခုပဲရှိတယ်စစ်တပ်မှာရွေးကောက်ပွဲလုပ်ပြီးတော့ဒီဟန်ပြအတူအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရပုံစံလိုဟန်ဆောင်ပြီးတော့မှဒီစစ်တပ်ထဲကစစ်ဘူချုပ်တွေကဒီနိုင်ငံရေးရဲ့ဒီအမြင့်ဆုံးအာဏာတွေကိုယူပြီးတော့ဒါအစိုးရပြောင်းလဲလုပ်မယ်စစ်တပ်ကဒီရွေးကောက်ပွဲမလုပ်ရင် तू နောက်ထပ်ရက်တီလို့ဘလို့မှမဖြစ်နိုင်တော့ဘူးစစ်တပ်က तू ဒီရွေးကောက်ပွဲကိုမလုပ်နိုင်ဘူးဆိုရင်နောက်ထပ်တစ်နှစ်ကြာအောင် तू ရက်တီဖို့တော်တော်ခက်ခဲလိမ့်မယ် နောက်တစ်ခုကကျွန်တော်တို့တော်လိုင်းကြီးဘာကြောက်ကြလဲဆိုရင်ကျွန်တော်တို့မှာအိမ်နီးချင်းကောင်းမရှိဘူးကျွန်တော်တို့ဘေးပတ်ပတ်လည်လည်ဝိုင်းနေတဲ့အိမ်နီးချင်းတွေအကောင်လုံးကလည်းကျွန်တော်တို့မြန်မာလူမျိုးတွေကိုကြုံပဲဖြစ်စေချင်တယ်သူတို့နိုင်ငံရဲ့ကြုံပဲဖြစ်စေချင်တယ်မြန်မာနိုင်ငံကြီးအေဂျင့်တာယာဖွင့်ဖြိုးသွားရင်သူတို့နိုင်ငံမှာကြုံခံမဲ့လူတွေမရှိတော့မှသူတို့ကြောက်တယ်ပြီးတော့သူတို့နိုင်ငံအတွက်လိုအပ်နေတဲ့ကုန်ကျန်းတွေကိုမြန်မာနိုင်ငံကနေဈေးပေါပေါနဲ့မရတော့မှသူတို့ကြောက်တယ်အဲ့ဒီအတွက်ကြောင့်မြန်မာနိုင်ငံမှာဒီပြည်သူလူထုကိုကိုစားမပြုတ်တဲ့ပြည်သူလူထုကိုဗဟိုမပြုတ်တဲ့ဒီ အာနာသိန်းစစ်တပ်တွေပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့စစ်တပ်တွေအစိုးရဖြစ်မှမြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေအကုန်လုံးကသူတို့အဆင်ပြေမှာเนาะသူတို့လိုချင်တဲ့ဒီတယံသာသတွေကုံချမ်းတွေကိုဈေးပေါ်ပေါ်နဲ့ရမယ်သူတို့လိုချင်တဲ့ဒီအလုတ်သမားကျွန်တွေဈေးပေါ်ပေါ်နဲ့ရမယ်အဲ့ဒီတော့ကြောက်ဒီအိမ်နီးချင်းနိုင်ငံတွေအကုန်လုံးကလည်းဒီအာနာသိန်းစစ်တပ်အတွက်ကိုထောက်ခံပေးနေတယ်အာနာသိန်းစစ်တပ်ကိုဝိုင်းဝန်းကူညီပေးနေတယ်တခါတိကျပြန်စဉ်းစားကြည့်ရင်လေအာနာသိန်းစစ်တပ်ကဒီစစ်တပ်အာနာမသိခင်အချိန်ထိမြန်မာနိုင်ငံရဲ့စစ်တပ်ကဒီကမ္ဘာအင်အားကြီးအဆင့်40မှာရှိတယ် ကမ္ဘာအင်အားကြီးအဆင့်40ဆိုတဲ့နိုင်ငံကနည်းတဲ့အဆင့်မဟုတ်ဘူးနော်အဲ့တလောက်အင်အားကြီးမားတဲ့စစ်တပ်ကိုမနေ့တနေ့ကမှစာသင်ခန်းထဲမှာဘောပင်ကင်ထားတဲ့လူငယ်လေးတွေကတောခုပြီးတော့ချက်ချင်းပြန်တိုက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒါရိုးရိုးရှင်းရှင်းလေးပဲအဲ့တော့တချို့ကပြောကြတယ်ဟိုတော်လန်ရက်9နှစ်တောင်ကြာသွားပြီပေါ့ဘာလုပ်နေကြလဲဆိုတော့အဲ့တော့တလောက်အင်အားကြီးတဲ့စစ်တပ်ပြီးတော့အိနီးချင်းနိုင်ငံတွေအကုန်လုံးကလည်းဒီစစ်တပ်ကိုပဲဝိုင်းဝန်းကူညီနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လန်ရက်က လိုအပ်တာထက်ကိုပို့ပြီးစူးစမ်းရမယ်စူးစမ်းတင့်တာထက်ကိုနှစ်ဆတိုးပြီးစူးစမ်းရမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီခရီးကိုစထွက်ကြတဲ့ကဆုံးဖြတ်ချက်ကိုခန်းခိုင်မမချထားဖို့လိုအပ်တယ်။ကြောင့်မို့ကျွန်တော်တို့ဒီဒီတော်လန်ရေးပန်းနိုင်ကိုမရောက်ရောက်အောင်သွားမယ်လို့ဆုံးဖြတ်ချက်ချထားတဲ့အတွက်ဘလောက်ကြာကြာကျွန်တော်တို့သွားဖို့သွားရမယ်။နောက်တစ်ခုအခုဒီနိုင်ငံတကာအခင်းကျင်းတွေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ကနောက်ထပ်တစ်နှစ် နှစ်နှစ်လောက်ကိုရက်တည်ဖို့မဖြစ်နိုင်တော့ဘူးဆိုတော့နိုင်ငံတကာကလည်းကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့စူးစမ်းအားထုတ်မှုကိုတို့တော်တော်လေးအတိမတ်ပြုတ်လာပြီเนาะမြန်မာနိုင်ငံရဲ့ဒီနွေဦးတော်လှန်ရေးအစမှာနိုင်ငံတကာကဘယ်လိုမြင်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးအစမှာကျွန်တော်ဒီနိုင်ငံတကာကဒီ NGO တွေဒီနိုင်ငံရေးတုံးတက်တူတွေနိုင်ငံရေးပညာရှင်တွေဒီတန်တမန်တွေနဲ့ကျွန်တော်တော်တော်များစကားပြောဖူးတယ်စကားပြောဖူးတော့တို့စိတ်ထဲမှာဘာရှိနေတာလဲဆိုတော့လေနိုင်ငံတကာကမြန်မာပြည်သူလူထုကိုမယုံတာဘာမယုံတာလဲဆိုတော့ မြန်မာနိုင်ငံကဟိုစစ်တပ်အာဏာသိမ်းထားတယ်စစ်တပ်ကအုပ်ချုပ်နေတာနှစ်ပေါင်း80ကျော်လာပြီဟောစစ်တပ်စန့်ကျင်ရေးတွေနှီးမျိုးစုံလုပ်တယ်ပုံစံမျိုးစုံလုပ်တယ်ဟိုပုံစံပေါင်းစုံပေါ်လာတယ်ဒါပေမဲ့ဘယ်သူမှဒီစစ်တပ်ကိုပြုတ်တဲ့အထိဒီစိတ်အားထက်ထက်တန်တန်နဲ့တော်လှန်ကြတာမတွေ့ရဘူးနော်62ရှိတယ်85ရှိတယ်62ရှိတယ်85အများကြီးရှိခဲ့တယ် 88ရှိတယ်2000ခွန်ရှိတယ်တော်လန်ကြီးတွေအများကြီးဖြစ်ခဲ့တယ်ဒါပေမဲ့ဘသူကမှခကြီးဆုံးအောင်မသွားခဲ့ကြဘူးဆိုတော့ဟိုအမြင်မျိုးဒီနိုင်ငံတကာတန်တမန်တွေနိုင်ငံတကာအစိုးရတွေတော့နိုင်ငံတကာနိုင်ငံရေးပညာရှင်တွေကြားမှာအဲ့ဒီလိုအသွေးမျိုးမြင်ထားတဲ့အတွက်ကြောင့်2023စစ်တပ်အာဏာသိမ်းပြီးတော့ညီမကျွန်တော်တို့ဒီ လက်နက်ကင်တော်လိုင်းရဲ့လမ်းစဉ်ကိုယူမယ်လို့ပြောတော့နိုင်ငံတကာကတန်တမန်တွေအအစိုးရတွေသူတို့ဟိုနိုင်ငံရေးကြွမ်းကျင်သူတွေကသူတို့မယုံကြဘူးအဲ့လိုမယုံကြပါသူတို့ကထိုင်ကြည့်နေတဲ့သဘောပေါ့ဗျာသူတို့ဘယ်လောက်ထိလုံမလဲဘယ်လောက်ထိစူးစမ်းမလဲမြန်မာပြည်သူလူထုကဘယ်လောက်ထိဒီစိတ်ဆုံးဖြတ်ချက်ပြက်သားပြီလဲဆိုတော့သူတို့ကစောက်ကြည့်လာတဲ့အချိန်မှာဒီ9နှစ်ကျော်9နှစ်แท้ကိုဝင်လာတဲ့အချိန်မှာဒီမနေ့တနေ့ကမှဒီစာတင်ကန်းတဲကနေဘောပင်ကန်းပြီးထွက်သွားတဲ့လူငယ်တွေက မြန်မာနိုင်ငံရဲ့စစ်တပ်စခန်းတွေအများကြီးကိုတင်ထိုက်နိုင်တယ်လို့မြန်မာမြန်မာနိုင်ငံရဲ့နယ်မြေအများကြီးကိုလည်းစိုးမိုးနိုင်လိုက်ပြီဆိုတော့မြန်မာပြည်သူလူထုကတကယ်ဆုံးမြတ်ချက်ပြတ်သွားပြတ်သားသွားပြီလားဆိုတာကိုတို့ယုံကြည်လာပြီအဲ့ဒီအတွက်လည်းဒီတော်လန်ရေးကိုတို့အကူအညီပေးဖို့အများကြီးစိုင်းပင်နေတာကျွန်တော်တို့တွေ့ရတယ်တချို့ကိစ္စတွေကတော့ထုတ်ပြောလို့မရတာတွေရှိတယ်ပေါ့နော်အဲပြောလို့ရတာတခုခါတော့တို့အကြောင်းပြချက်ကောင်းကောင်းရှာနေတယ်တို့ရှာနေတဲ့အကြောင်းပြချက်ကလည်းတကယ်ကိုရနေပါပြီနံပါတ်၁အကြောင်းပြချက်ကကြားဖြန့်ကြားဖြန့်ကတော့ကျွန်တော်ထင်တယ်နေပြည်တော်ထိမရောက်နိုင်ကြားဖြန့်နဲ့ ြားဖြတ်ကိုအကြောင်းပြုပြီးတော့အခုအမေရိကန်ကကင်ဖို့လုပ်နေတယ်အဲ့ဒါကတော့နေဆက်လောက်ပဲဖြစ်နိုင်တယ်ဒါနောက်တစ်ခုရှိသေးတယ်မူရစ်မူရစ်ကလည်းမြန်မာနိုင်ငံကကဘာကိုဖြန့်ကျက်နေတဲ့မူရစ်ကဒုတိယအဆင့်ရှိတယ်အဲ့ဒီနှစ်ချက်ရှိတယ်နောက်တစ်ချက်ကမင်းအွန်လိုင်းကိုဘိုင်နိုင်တက်ပြီးတော့တတ်ဖမ်းနိုင်တဲ့အဆင့်တိရှိနိုင်တယ်အဲ့ဒါကလူမျိုးသုံးတက်ဖြတ်မှုလူသားမျိုးနွယ်စုပေါ်ဆေးရဆိုးမှုဆိုတဲ့ပြစ်မှုတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီသုံးချက်နဲ့နိုင်ငံတကာကအခုကင်ဖို့ လှုပ်ရှားနေတာလေအပရှင်ယူနေတာလေကျွန်တော်တို့တွေ့နေရပြီเนาะဒါကလည်းတစ်ချက်ပေါ့အေအော်တိုဘာ16ရက်ရက်နေ့ထုတ်ပြန်ချက်ထဲမှာအရေးကြီးတဲ့အချက်တွေအာရခတတော် AA ကဒီကနေ့အော်တိုဘာ16ရက်နေ့မှာအတီပီတာမြင့်မိတ်ထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်လာပါတယ် ဒီထုတ်ပြန်ချက်ထဲကအရေးကြီးတဲ့အချက်လက်တွေကိုဖော်ပြလိုက်ပါတယ်စစ်ကော်မရှင်လက်အောက်ခံအကြမ်းဖက်စစ်တပ်စီရင်ပြင်ဆင်မှုအာရခတတော်နဲ့စီရင်အရာထိတ်တိုက်ရင်ဆိုင်နေရတဲ့မျိုးတွေဖြစ်ကြတဲ့စစ်တွေကြောက်ဖြူမျိုးတို့မှာစစ်ကော်မရှင်ကစစ်အင်အားတိုးမြှင့်မှုတွေကိုပင်လယ်ရေကြောင်းကနာတဆင့်ခက်စိတ်စိတ်ပြုလုပ်လာနေတယ် တချိန်တည်းမှာအာရခတတော်ကအပြေအဝထိန်းချုပ်ထားတဲ့တန်ရွဲ့နဲ့ကွာမျိုးအနီးပင်လယ်ပြင်မှာစစ်တင်မော်တွေတွာလာလှုပ်ရှားမှုတွေကိုပုံမိုးပြုတ်လာတဲ့အဲ့ဒီမျိုးတွေပေါ်မှာကင်းထောက်လေရင်တွေနဲ့လှည့်ပတ်ပြန်ဝဲကင်းထောက်လမ်းမှုတွေကိုယခုရက်တွေအတွင်းရခင်ကထက်ထက်စိတ်စိတ်ပုံမိုးပြုတ်လာတဲ့တပြိုင်နက်တည်းမှာစစ်ကော်မရှင်ဟာ အာရခတ်တတော်ထိန်းချုပ်ထားတဲ့မျိုးတွေထဲမှအချို့မျိုးတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့အတွက်ပြင်ဆင်နေမှုတွေကိုအခုရက်တွေအတွင်းပုံမိုတွေးရှိလာရတဲ့တန်တွင်းနဲ့ကွန်မြူအနီပင်လယ်ပြင်မှာညအချိန်ငါဖန်ခွင့်ကိုပိတ်ပင်ကန့်တတ်ဒီလိုအခြေအနေတွေကြောင့်တန်တွင်းနဲ့ကွန်မြူအနီပင်လယ်ပြင်မှာည6နာရီကနေနနက်6နာရီထိညအချိန်ငါဖန်မှုတွေကိုအခုအောက်တိုဘာလ16ရက်နေ့မှစပြီးအကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့ အချိန်ကန့်သတ်မရှိငါဖမ်းခွင့်ပြုထားဟာအကြမ်းဖက်မြန်မာစစ်တပ်ကိုစစ်အင်အားဖြည့်တင်းမှုနဲ့သူတို့ရဲ့စစ်စင်ရေးအတွက်ငါဖမ်းလေတွေကိုအကာအကွယ်ယူကာလွတ်လပ်စွာသွာလာနိုင်တဲ့အခွင့်အရေးမျိုးကိုဖြစ်ပေါ်စေတဲ့ရခင်ကမိဘပြည်သူတွေရဲ့စစ်ကာလအခက်ခဲအကြက်တဲနဲ့မိသားစုစာဝတ်နေရေးတွေကိုတနိုင်တပိုင်ဖြည့်ရှင်းနိုင်မှုအတွက်ပင်လယ်ကမ်းနီးရှိမြို့ရွာတွေကရေလုံသားတွေကိုပင်လယ်ပြင်မှာငါးဖမ်းခွင့်အားအချိန်ကန့်သတ်မရှိအေအေကခွင့်ပြုထားခဲ့ပေမဲ့လက်ရှိစီရေးအခြေအနေအရခုလိုကန့်သတ်လိုက်ရတာလို့ဖော်ပြထားတယ် ့တို့ကငြိမ်လိုက်လို့မရဘူးဘယ်လောက်ကြကြကျွန်တော်တို့အမြဲတမ်းတော်လှန်ရေးရတော့လုပ်နေရမယ်အဲ့တော့ခုနကကျွန်တော်တွက်ပြတယ်လို့မျိုးပြန်တွက်ကြည့်ရင်အတော်လှန်ရေးက၅နှစ်ကြာလာပြီဘာမှမဖြစ်သေးဘူးလားလို့တချို့မေးကြတယ်ဘာမှမဖြစ်လို့ရမလား2023စစ်တပ်အာဏာသိမ်းတော့ကျွန်တော်တို့လက်ထက်မှာပါရှိလို့လဲမျက်ခုတ်တဲ့ဓမ္မတူတော်မရှိဘူးလေအခုဆိုရင်မြန်မာနိုင်ငံရဲ့နယ်မြေ60လောက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေတိုင်းနာတပ်တွေတင်ထားနိုင်ပြီ နော်အခုတော်လိုင်းတပ်ဖွဲ့တွေထဲမှာရှိတင်ရှိထိုက်တာတွေရှိပြီးတော့စစ်စခန်းပေါင်းများစွာကိုလည်းတင်းလာနိုင်နေပြီဒါအောင်မြင်မှုပဲပေါ့နော်အဲ့တော့အကုန်လုံးအောင်မြင်နိုင်ဖို့ဆိုရင်တော့အချိန်တစ်ခုတော့စောက်ရမှာပေါ့လေဒါကတော့အလုံးတည်တဲ့အတိုင်းပဲအဲ့တော့ဒီကာလကကျွန်တော်အများကြီးပြောရမယ့်ကာလတော့မဟုတ်တော့ဘူးเนาะကျွန်တော်တို့ဒီကာလကဟိုအများကြီးစကားတွေအများကြီးပြောပြရမယ့်ကာလမဟုတ်ငါးနှစ်လောက်ကြော်လာပြီဆိုတော့အကုန်လုံးလည်းတည်တင်တည်ထိုက်တာတည်နေတော့ပါပြီအဓိကကတော့ကျွန်တော်တော်လန်ကြီးမှာဟိုအလုံးတည်တဲ့အတိုင်းပဲစစ်တပ်ကသူရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်တနိုင်ကန်လုံးကိုမီးလောင်ပြာချထိုးစစ်စင်နယ်မြေရှင်းလင်းရေးလုပ်မယ် သူကတော့သူ့အလုပ်သူလုံမှာပဲကျွန်တော်တို့ကလည်းကိုယ့်အလုပ်ကိုကိုယ်လုပ်ရမှာအဲ့ဒီတော့စစ်တပ်ကတနိုင်ငံလုံးကိုထိုးစစ်ဆင်မီးရှို့ရေရင်တွေနဲ့ဘုံကျဲပြီဆိုရင်ပြည်သူလူထုကထိခိုက်တာရှိမယ်ပြည်လူထုကထိခိုက်တာရှိမယ်ဒုက္ခရောက်တာရှိမယ်အစာရေစာပြက်လက်မယ်ဒါကပြည်သူလူထုအပိုင်းနောက်တစ်ပိုင်းကတော်လှန်ရေးရဲဘော်တွေအပိုင်းတော်လှန်ရေးရဲဘော်တွေမှာဒီစစ်တပ်ကစစ်တပ်ကလူအင်အားလက်နက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကိုခုခံဖို့ဆိုရင်ကျွန်တော်တို့ရဲဘော်တွေမှာရှိတဲ့ရှိထိုက်တဲ့လက်နက်ခဲယမ်းတွေရှိဖို့လိုအပ်တယ်အခုဆိုရင်တချို့နယ်မြေတွေမှာကျွန်တော်တို့တွေ့နေရတယ်စစ်တပ်ကစစ်ကြောင်းထိုးလာတော့ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေမှာ လက်နက်ခဲရန်မပြည့်စုံလို့နောက်ဆုတ်ပေးလိုက်ရတဲ့ပွဲတွေအများကြီးဖြစ်နေတယ်အခုလက်ရှိကတော့ရင်းကြံခရိုင်မန္တလေးစကိုင်းစကိုင်းဘက်မှာဆိုဟိုဘက်စကိုင်းမြောက်ဘက်ချင်းဒီကလေးသမူးနဲ့ဒီဘဲရင်တို့မှာဒါလက်နက်ခဲရန်တွေမပြည့်စုံလို့စစ်စစ်ကောင်စီစစ်တပ်ကထိုးလာတဲ့ထိုးစစ်ကိုအများကြီးရင်မဆိုင်နိုင်လို့ဆုတ်ပေးလိုက်ရတဲ့ပွဲတွေအများကြီးဖြစ်နေတယ်အဲ့တော့အဓိကပြောချင်တာကအခုတော်လန်ကြီးကကျွန်တော်အောင်မြင်မှုရဖို့သူကလက်တကမ်းပဲလိုပါတော့တယ်အချမ်းပတ်စစ်တပ်မှာ သူ့ရဲ့နောက်ဆုံးထွက်ပေါက်ကဒီရွေးကောက်ပွဲလုပ်ပြီးတော့ဒီအတူအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ဒီပုံစံပြောင်းအစိုးရဖွဲ့လိုက်နိုင်ရင်သူတို့တော့ထွက်ပေါက်ရသွားပြီအဲ့တော့သူတို့ဆက်လက်အသက်ရှင်ဖို့ရသွားမယ်အဲ့ကျွန်တော်တို့တော်လန်ကြီးမှာကျွန်တော်တို့တော်လန်ကြီးဘက်ကလည်းဒီစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုတားမြစ်ဖြက်စီးနိုင်လိုက်ပြီးတော့ဆက်ပြီးတော်လန်ကြီးလုပ်နေအောင်မယ်ဆိုရင်ဒီစစ်တပ်ကဆက်ပြီးအသက်မရှင်နိုင်တော့ဘူးအဲ့တော့အခုကျွန်တော်တို့တော်လန်ကြီးရဲ့အနေထားကဘယ်ကိုရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ဒီရောက်နေလားစည်းစားလားဆိုတာကိုမတဲကွဲသေးတဲ့အချိန်အခုကိုရောက်နေတယ် เนาะအဲ့တော့ဟိုရောင်နီဆိုရင်ဘာဖြစ်လဲအားလုံးသိတဲ့အတိုင်းပဲရောင်နီဆိုရင်တစ်ဖြည်းဖြည်းနဲ့လင်းလင်းလင်းလာပြီးတော့မှနောက်ဆုံးတစ်လောကလုံးအလင်းရောင်ရသွားတယ်စီးစာဆိုရင်ဘာဖြစ်လဲစီးစာဆိုရင်တစ်ဖြည်းဖြည်းနဲ့မှောင်မှောင်မှောင်လာပြီးတော့တစ်လောကလုံးအမှောင်ကျသွားတယ်အဲ့တော့အခုကျွန်တော်တို့တော်လန်ရေးရဲ့အခြေအနေကရောင်နီလားစီးစာလားကိုကွယ်ပြပြတိရဖို့အတွက်အချိန်နည်းနည်းကိုစောက်ရမယ်ပြီးတော့အဲ့ဒီစောက်နေရတဲ့အချိန်ကိုလည်းကျွန်တော်တို့ကိုယ်တိုင်ကြိုးစားနေရမယ်အခုကျွန်တော်တို့တော်လန်ရေးစီးစာလားရောင်နီလားကိုပါလာကိုဆုံးဖြတ်ရမယ်အချိန်ဒီအခုကျွန်တော်တို့တော်လန်ရေးကရောင်နီလာနေပြီ တဖြည်းဖြည်းနဲ့တက္ကလောကလုံးအလင်းရောင်ရဖို့အတွက်ဒါအားလုံးစူးစမ်းရမယ့်အခြေအနေပါအဲ့တော့ကျွန်တော်ခု2023ကတည်းကအမြဲတမ်းပြောခဲ့တယ်နော်ကျွန်တော်အမြဲတမ်းမကြမကြဆိုသလိုအမြဲတမ်းသတိပေးပါတယ်ကျွန်တော်တို့သိတဲ့လူတွေဆိုရင်သိပါတယ်ကျွန်တော်ဘယ်လိုတွေသတိပေးခဲ့လဲဆိုတာနော်2023လောက်ကတည်းကစစ်တပ်က2025အောက်တိုဘာလလောက်ကိုနောက်ဆုံးထားပြီးတော့နည်းမြေရှင်းလင်းရေးတွေလုပ်မယ်ထိုးစစ်တွေဆင်မယ်အဲ့ဒီတူကကျွန်တော်တို့တော်လန်ရေးရဲဘော်တွေမှာရောပြည်သူလူထုမှာရောအကျိုးတင်ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ခဏခဏကြိုပြောခဲ့တယ်အခုဆိုရင် စစ်တပ်ကတနိုင်ကန်လုံးကိုထိုးစစ်ဆင်နေပြီနော်မန္တလေးတိုင်းဘက်ကိုစစ်ကြောင်း၅ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်တယ်ဒီစကိုင်းမကွေးဘူးဆိုရင်ဒါစစ်ကြောင်း၇ကြောင်းလောက်ဒီကောင်တွေခွဲပြီးတော့ထိုးစစ်ဆင်တယ်ဒါပြင်ဘက်ကိုဆိုရင်ဒါစစ်ကြောင်း၃ကြောင်းလောက်သူတို့ရောက်နေတယ်မွန်ဘက်ဟိုဘက်တနင်္လာရီလည်းဒီကောင်တွေဆင်းနေတယ်ဟိုစစ်တပ်ကတော့တနိုင်ကန်လုံးကိုစစ်ကြောင်းထိုးနေတယ်အဲ့ဒီသူကကျွန်တော်တော်လည်းရဲဘော်တွေမှာလည်းဒီထိုးလာတဲ့စစ်ကြောင်းကိုခုခံရမယ်ရင်ဆိုင်ရမယ်ကျွန်တော်တို့တော်လည်းရဲဘော်တွေခုခံရင်ဆိုင်နိုင်မှဒီရွေးကောက်ပွဲကိုဖျက်ဆီးနိုင်မယ်ရွေးကောက်ပွဲဖျက်ဆီးနိုင်မှကျွန်တော်တို့တော်လည်းရဲကနှစ်တူတူနဲ့ နောက်ထပ်တစ်နှစ်2026နှစ်အလယ်လောက်တင်ကိုကျွန်တော်ပြတ်သွားနိုင်တယ်စစ်တပ်ကလုပ်တဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့တားဆီးနိုင်လိုက်မယ်ဆိုရင်နောက်ထပ်2026ရဲ့နှစ်အလယ်လောက်မှာတင်ကျွန်တော်တို့တော်လန်ရေးပြီးသွားနိုင်တယ်လို့ဒါတော်တော်များခက်မှန်းကြတယ်တချို့ကတော့ထုတ်မပြောကြဘူးကောနော်ဒါဟောလို့လေဒီတာဝန်ရှိတဲ့လူပုဂ္ဂိုလ်တွေကြတော့ဒါအစကားကိုပြန်မလာပြောလို့မရဘူးလေသူကတော့ထုတ်မပြောလို့မရဘူးကျွန်တော်တို့လိုတာမန်ပြေသူလူလူတွေကြတော့ဒါကိုထင်ရမြင်ရကိုပြောလို့ရတယ်ဗောလေကျွန်တော်ခက်မှန်းတာကတော့2026ရဲ့နှစ်အလယ်လောက်မှာကျွန်တော်တို့တော်လန်ရေးပြီးနိုင်တယ်လို့ခန့်မှန်းတယ် ဒါကလည်းဒီတိုင်းနေရင်တော့မရဘူးဒီတိုင်းထိုင်နေလို့တော့မရဘူးအခုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်ယူကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာတွေကိုကျွန်တော်ဖြစ်စီတားမြစ်နိုင်ခဲ့မယ်ဆိုရင်2026ရဲ့နှစ်အလယ်လောက်မှာကျွန်တော်တို့တော်လန်ကြီးပြီးသွားနိုင်တယ်ဒီလိုမှမဟုတ်ပဲအခုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်စစ်တပ်ကတနင်္ဂနွေလုံးကိုခြေမုံရှင်းလင်းရေးတွေလုပ်နေတာကိုကျွန်တော်တို့ကမသားစီနိုင်လိုက်ဘူးဆိုရင်နောက်ထပ်နှစ်ပေါင်းတရားကြလဲစစ်အာဏာရှင်စစ်ကြုံဘဝကနေကျွန်တော်လွတ်မြောက်ဖို့မရှိဘူးနောက်တစ်ချက်ကပုံပြီးရေးကြည့်တာကဒီတိုင်းရနာတပ်တွေရဲ့ပါဝင်မှုအခုဆိုရင်ဗျာမြန်မာနိုင်ငံရဲ့တမိုင်းတလျှောက်လုံးမှာ နှစ်ပေါင်း80နီးပါးမြန်မာနိုင်ငံရဲ့တမိုင်းတစ်လျှောက်လုံးမှာဘယ်တုန်းကမှမရဘူးခဲ့တဲ့အခွင့်အရေးဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့အခွင့်အရေးအခုဒီတော်လှန်ရေးမှာပေါ်လာတယ်။ဘာလို့လဲဆိုတော့ဒီမြန်မာပြည်သူလူထုဒီဒီဗမာလူမျိုးတန်း30ကျော်လောက်ကတော်လှန်ရေးတဲ့ကိုပါဝင်လာတယ်ဆိုတဲ့တမိုင်းကမြန်မာတမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူး။နောက်လဲရှိတော့မှာမဟုတ်ဘူး။အဲ့တော့ဒီအခွင့်အရေးကိုလက်ဝဲပိုင်ပိုင်အတုံးချပြီးတော့တာတိုင်းနာတက်တွေတိုင်းနာအဖွဲ့တွေလုပ်နေတဲ့ လူမျိုးစုလူမျိုးရေးတော်လှန်ရေးဆိုတာဒီချိန်ကသူတို့တို့အခွင့်ရေးကောင်းပဲအဲ့တော့အခုဒီမှာသူ့အနေရကတော့မင်းအောင်လှိုင်ရဲ့ဟန်ပြဒီ NCA ပွဲမှာတိုင်းရင်းသားကောင်းဆောင်တွေသူတို့ဟိုစကြက်ရရေးတော့ပေါ့ဗျာတိုင်းရင်းသားကောင်းဆောင်တွေရဲ့ဒီဟိုအူကြီးအိုမတွေကသူတို့စားကွင်ရရေးအတွက်မင်းအမင်းအောင်လှိုင်ရဲ့ MCA မှာတွားထိုင်နေကြတယ်ဒါကလည်းဘသူကမှဟိုလူရမသွင်းပါဘူးအဲ့တော့ဟိုဟို PNO သွားတယ် PNO ကဒီပအုပ်ကိုကိုစားပြုလာမေးကြည့်တော့ပအုပ်ပြည်သူလူတို့90ရာခိုင်နှုန်းလောက်က ထောက်ခံနေတဲ့အဖွဲ့မဟုတ်ဘူးအဲ့တော့ KNU တက်တယ်ဆိုတော့အခု NCA ပွဲကိုသွားတက်တယ် KNU 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 လို့သူတို့ကသူတို့ပြောတဲ့လူကြီးတွေကလည်း KNU ကိုကိုစားမပြုတ်ပါဘူးလို့ KNU ကပြောထားတယ်နော်အဲ့တော့မွန်ကိုမွန်အဖွဲ့ကိုကြည့်တော့လေမွန်ပြည်တက်ကအခုဆိုနှစ်ဖွဲ့ကွဲသွားပြီတော်လှန်ရေးမွန်ပြည်တက်နဲ့ MCA မွန်ပြည်တက် MCA မွန်ပြည်တက်ဆိုတာကဟောမလှုပ်နိုင်မကင်နိုင်တော့တဲ့အဖိုးကြီးတွေတကယ်တိုက်ရိုက်ခိုက်ရေးစွန့်တဲ့မွန်လူငယ်တွေအခုစစ်အာဏာရှင်တော်လှန်ရေးဖို့ဆိုပြီးတော့မှအခု မွန်တော်လိုင်းကြီးတက်ပြီးဖွဲ့တာဒါအင်အား3 4000လောက်ဖြစ်နေပြီအဲ့တော့ NCA တက်သွားတဲ့အဖူးကြီးတွေက သူတို့စားကွင်စက်ချက်ရဖို့တွားကြတာဒါကိုကျွန်တော်တို့တွားပြီးတော့ခန်းစားနေစရာမလိုဘူးတေကြတာကတော့ကျွန်တော်တို့တော်လိုင်းကြီးကဒီထက်ပိုပြီးနှစ်ဆကြိုးစားရမယ်အထူးသဖြင့်တော့ဒီစစ်တပ်ကလုတ်ဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဖြည့်ဆည်းရနိုင်ရမယ်တားမြစ်နိုင်ရမယ်စစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဖြည့်ဆည်းတားမြစ်နိုင်ခဲ့မယ်ဆိုရင်ဒီတော်လန်ကြီးက2026ရဲ့နှစ်အလယ်လောက်မှာပြီးသွားနိုင်တယ်လို့ကျွန်တော်တို့ ခတ်မှန်းလို့ရတယ်။နောက်ကိုပြည်တွင်းတက်ကအင်အားစုတွေရောဒီတခြားနိုင်ငံတကာရဲ့ဒီလှုပ်ရှားမှု action တွေပါကြည့်လိုက်ရင်တော့ကျွန်တော်တို့တော်လန်ကြီးကပန်းတိုင်ရောက်ဖို့တိတ်မကြံတော့ဘူးဆိုတော့ကျွန်တော်မြင်နေရတယ်အခုတော့အဲ့တော့အရေးကြီးဆုံးကဒီနေ့ဒီအချိန်ကအရေးကြီးဆုံးပဲအခုဆိုတော့တနိုင်ငံလုံးကိုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်အခုမြင်းကြံတဝိုက်မှာဆိုရင်မြင်းကြံပီရက်တွေအခုအလူးအလဲခံနေရတယ်စစ်လက်နက်အင်အားမမျှလို့ကြည်စံမလုံလောက်လို့အခုမြင်းကြံခရိုင်အသွင်းမှာရှိတယ်တော်လန်ကြီးတက်ဖွဲ့တော်တော်များပါတယ်မြင်းကြံခရိုင်ထဲမှာတော့ ရင်ကျန်တက်ရင်တက်တက်ရင်လေးတက်ရင်6ရှိမယ်အဲဘလက်တိုက်ကပူမိုက်ခဲအဖွဲရှိမယ်ကိုတက်ကြီးတို့အဖွဲရှိမယ်ဆိုတော့ရင်ကျန်ခရိုင်အတွင်းမှာရှိတဲ့ PDF တက်ဖွဲ့တွေဒါစစ်ကောင်စီရဲ့ထိုးစစ်ကိုအလူးလဲခံနေရတယ်သူတို့မှာလိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့ကူညီနိုင်တဲ့သူတွေဟောကိုကိုတိုင်းဓာတ်ရိုက်အဆက်အသွယ်ရှိရင်ဓာတ်ရိုက်ကူညီပေးကြပါဓာတ်ရိုက်အဆက်အသွယ်မရှိရင်ကျွန်တော်တို့စီကနေတဆင့်ခံအကူအညီပေးလို့ရပါတယ်အဲ့တော့ဒီနေ့ లై ရဲ့အဓိကရည်ရွယ်ချက်ကနိုင်ငံရေးစကားတွေအများကြီးပြောဖို့မဟုတ်ဘူးကျွန်တော်အလှူခံဖို့ဖြစ်ပါတယ်အဲ့ကျွန်တော် లై မလွှင့်တာလဲကြားပါပြီကျွန်တော်က2020နဲ့တစ်စစ်တဲ့အာနာ တင်းကင်2020နဲ့2018လောက်တည်းကကျွန်တော်အကုန်လုံးသိကြမှာပါအများစုကသိကြတယ်ဒါပေမဲ့စစ်တပ်အာဏာသိမ်းကလေးကစစ်တပ်အာဏာသိမ်းကလေးကကျွန်တော်တခြားလုံးတာဆက်အာဏာရှင်တော်လှန်ရေးစီယုံကြီးတွေအများကြီးပြောခဲ့တယ် live လွှင့်ပြီးတော့တခါမှအလှူမခံခဲ့ဘူးအဒီနေ့ကတော့မရတော့ဘူးဘာလို့ဆိုကျွန်တော်တို့အရေးကြီးဆုံးကပတ်စံဖြစ်နေပြီနော်ဟိုလူမှုစီယုံကြီးကအဲ့လောက်မဟုတ်တော့ဘူးဘာလို့လဲဆိုတော့ဒါအကုန်လုံးကသိအကုန်လုံးကသိမြင်ခံစားနေရပြီဒီအကြမ်းဖက်စစ်အာဏာရှင်တွေဘယ်လောက်ထိရုပ်မာရက်ဆက်ရိုင်းဆိုင်တယ်ဆိုတာအကုန်လုံးကသိမြင်ခံစားရပြီးသွားပြီဒီချိန်ကစီယုံရမယ်စီယုံကြီး ကားပြောရမယ့်အချိန်မဟုတ်တော့ဘူးပတ်စံရှာရမယ့်အချိန်ဖြစ်သွားပြီဘာလို့လဲကျွန်တော်တို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေမှာလိုအပ်ချက်တွေတအားများနေလို့ကျွန်တော်တို့မလောက်ရှားလို့မရတော့တဲ့အနေထားပါအရင်တုန်းကတော့ကျွန်တော်က light တွေလွှင့်တယ်နိုင်ငံရေးစကားတွေပြောတယ်ဆိုတာစီယုံရေးလောက်ပဲပြောတယ်ဒီလိုမျိုး light လွှင့်ပြီးတော့တခါမှအလှမခံခဲ့ဘူးအဒီနေ့ကတော့ဒါ light လွှင့်ပြီးတော့အလှခံတဲ့အစီအစဉ်ပါအဲ့လိုလဲဆိုတော့အခုမြေပြင်မှာစစ်ကောင်စီရဲ့စစ်ကြောင်းကို ဆွန်းဆွန်းတမန်ရင်ဆိုင်နေရတဲ့ရဲဘော်တွေမှာလိုအပ်ချက်တွေအများကြီးဖြစ်နေတဲ့အတွက်ကြောင့်အလှူခံတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ကူညီပေးနိုင်ပါတယ်အခုဆိုရင်စစ်ကောင်စီရဲ့ထိုးစစ်ကိုအများဆုံးခံနေရတာကမြင်းကြံခရိုင်စကိုင်းစကိုင်းခရိုင်စကိုင်းတိုင်းမြင်းကြံမန္တလေးစားပြီးအဲ့ဒီခရိုင်ပြည်မှာလိုအပ်ချက်တွေတအားများနေပါတယ်အခုအဲ့ဒီခရိုင်အတွင်းမှာရှိတဲ့ရဲဘော်တွေကူညီနိုင်အောင်ဒါကျွန်တော်ဒီနေ့စပြီးတော့အလူစခံတယ်စပြီးလိုက်လင်ပြီးလှူခံပါတယ်နောက်နေ့လဲဒီအချိန်ဒီပုံမှန်အလူခံပါဦးမယ်မတက်နိုင်ဘူးเนาะအဲ့တော့အလူကတော့ခံရမှာပဲဘာလို့လဲဆိုတော့ပတ်စံကရမ်းရေးကြည့်နေလို့ပါရဲဘော်တွေတော့ အကြံဖက်စစ်တပ်မှာကကြီးစံဆက်ယုံရှိတယ်လက်နက်ဆက်ယုံရှိတယ်နော်တို့ပထွေးတွေဖြစ်တယ်တရုတ်တို့ရုရှားတို့ရှိတယ်လောလောဆယ်ပတ်စံနဲ့မဝယ်နိုင်ဒီကောင်ကမြန်မာနိုင်ငံရဲ့တယံဇာတာတွေထိုးပေးပြီးတော့အကျွေးနဲ့ဝယ်လို့ရတယ်ကျွန်တော်တို့ပြည်လူလူတို့မှာကပြည်လူလူလှူတဲ့အလှူငွေပဲရှိမယ်ပြည်လူလူတို့အလှူငွေမရရင်ဒီရဲဘော်တွေကရင်မဆိုင်နိုင်တော့ဘူးဒီရဲဘော်တွေရင်မဆိုင်နိုင်ရင်ကျွန်တော်တို့တနိုင်ငံလုံးကစစ်ကြုံဘဝကိုရောက်ချင်းမလှရောက်သွားလိမ့်မယ်အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့ရဲဘော်တွေဒီအကြံဖက်အာဏာသိမ်းစစ်တပ်ကိုလက်နက်ကိုလက်နက်ချင်းအင်အားသူခုခံနိုင်ဖို့အတွက်ကျွန်တော်တို့ရဲဘော်တွေမှာ ရှိနေတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်အဲ့ဒီတူကကျွန်တော်တို့ကိုတတ်နိုင်တဲ့လောက်အားလုံးဝိုင်းဝန်းကူညီပေးကြပါနော်ဟိုအများကြီးမဟုတ်ပါဘူးနော်တူအုပ်ကို90တရာပဲဖြစ်ဖြစ်နော်မြန်မာပြည်ထဲကနေဆိုရင်လည်းဟိုမြန်မာကျပ်ငွေ1000ဖြစ်ဖြစ်2000ဖြစ်ဖြစ်စေတနာရှိတဲ့လောက်တတ်နိုင်တဲ့လောက်အားလုံးပါဝင်ပြီးတော့လှူပေးလို့ရပါတယ်နော်အားလုံးတတ်နိုင်တဲ့လောက်ပါဝင်ပေးကြပါအများကြီးမမျှော်လင့်ပါဘူးတူအုပ်ကိုတရာဖြစ်စေ90ဖြစ်စေအဲ့တော့လူတစ်ယောက်ကိုတရာလောက်စုရင်လူလူတရာဆိုရင်အများကြီးရပြီလူတစ်ထောင်ဆိုရင်အများကြီးရပြီလူတစ်တောင်းဆိုအများကြီးရပြီအဲ့တော့တယောက်ကိုအများကြီးမပြောလင့်ပါဘူးတယောက်ကိုတရာ200တစ်တောင်း200လောက်လှူရင်ကို တလားတလားကိုကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေရလိုအပ်ချက်ကိုတခန်းတကန်နာကနေကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့တက်နိုင်တဲ့လောက်လေးဝိုင်းဝန်းပြီးတော့အကူအညီပေးကြပါဝိုင်းဝန်းပြီးတော့လှူပေးကြပါဒီတခါ live လွှင့်တဲ့အထက်မှာဟိုဓာတ်ရိုက်အလှူခံတာဒီတခါပဲရှိပါသေးတယ်เนาะကျွန်တော်ဟုတ်စစ်သက်အာနာသိမ့်ပြီးကတဲ့ကတောက်လျှောက်ဒါနိုင်ငံရေးစကားတွေပြောလာတာစီယုံရေးတွေဆင်းလာတာအားလုံးလည်းသိပါတယ်ဒါပေမဲ့တခါမှအလှူမခံခဲ့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကပြည်သူလူထုတွေဒီစစ်အာဏာရှင်တော်လှန်ရမယ်ဆိုတဲ့အသိစိတ်ဝင်လာဖို့ပဲစီယုံတာเนาะကျွန်တော် ကိုလှုပ်အားကနဲ့ကိုလှူနိုင်တာတွေလှူတယ်လှုပ်နိုင်တာတွေဝိုင်းလှုပ်ပေးတယ်ဒီလိုမျိုးဒိုက်ရိုက်လိုက်လွင်ပြီးတော့အလှူခံတာတခါမှမလုပ်ခဲ့ဘူးအဒီနေ့ကတော့ကျွန်တော်တို့ရဲဘော်တွေရလိုအပ်ချက်ကအမြင့်ဆုံးအခြေအနေကိုရောက်နေတယ်စစ်တပ်ရဲ့ထိုးစစ်ကလည်းအပြင်းထန်ဆုံးအခြေအနေကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်ဒီချိန်ကကျွန်တော်တို့မြန်မာနိုင်ငံတို့အရေးကြီးဆုံးအခြေအနေပဲဆိုတော့ကျွန်တော်ကဒီချိန်မှာဘာလိုချင်လဲလို့မေးရင်တခုပဲကျွန်တော်ပတ်စံနေအများကြီးလိုချင်တယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံကန့်ကြမ်းမှာကျွန်တော်တို့အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့ကန့်ကြမ်းမှာကိုအဆုံးဖြတ်ပေးမယ်အချိန်ဖြစ်နေလို့ဒီချိန်ကရန်ကိုအရေးကြီးတဲ့ချိန်စစ်တပ်ကရွေးကောက်ပွဲ လုပ်နိုင်ပြီးတော့ အစိုးရအစ်စ်ဖွဲ့နိုင်ပြီးတော့တရားဝင်အစိုးရဖြစ်နေရက်တီသွားရင်ကျွန်တော်တို့တော်လိုင်းကြီးကအရန်ကိုအလှမ်းဝေးသွားလိမ့်မယ်အဲ့ဒီတော့ကြဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်တားမြစ်နိုင်ရမယ်တားမြစ်နိုင်ဖို့တော့ဒါအရေးကြီးဆုံးအခြေအနေပါခုငင်းချင်မှာဆိုရင်ဒါနှစ်လလောက်ရှိပြီစစ်ကောင်စီရဲ့ထိုးစစ်ကိုခံနေရတယ်ဘာလို့လဲဆိုတော့ဒီမန္တလေးနဲ့ဟိုဘက်ကဟိုရှမ်းမြောက်လို့ရှမ်းပြည်ဘက်ပြီးတော့ဒီ စစ်တပ်ရဲ့အရေးကြီးဆုံးဗဟုတွေကအဲ့ဒီမြင်းကြံတို့ဖြစ်နေတယ်။ကြောက်ခုမြင်းကြံဘက်မှာဆိုရင်စစ်ကောင်စီရဲ့ထိုးစစ်ကိုခံနေရတာနှစ်လလောက်ရှိနေပြီ။ရဲဘော်တွေမရှိရှိတာလေးနဲ့ဒါကြမ်းကြမ်းခံပြီးတောက်ခံနေကြတာများပါတယ်။အဲ့တော့တချို့ကမေးတယ်။တော်တန်ကြီးကငါးနှစ်တောင်ရှိပြီလေတဲ့။ငါးနှစ်တောင်ရှိပြီလေတဲ့။အေးပေါ့တို့ကျွန်တော်တို့တာမန်ပြည်သူတွေအနေနဲ့ကြည့်ရင်တော့တော်လှန်ရေးက၅နှစ်ရှိပြီပေါ့အဲ့တော့၅နှစ်ကိုပြန်တွက်ကြည့်လိုက်တော့မြန်မာနိုင်ငံရဲ့စစ်သက်ကဘယ်လောက်အင်အားရှိလဲ စစ်တပ်ကအာဏာမသိမ်းခင်အချိန်ထိကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်တပ်ကကမ္ဘာအင်အားကြီးအဆင့်40မှာရှိတယ်။ကမ္ဘာအင်အားကြီးအဆင့်40ဆိုတာနည်းတဲ့နော်နော်စစ်တပ်မဟုတ်ဘူး။ကျွန်တော်တို့ဒီစစ်တပ်ကိုတိုက်မယ်ဆိုတဲ့ကျွန်တော်တော်လိုင်းကြီးတမားတွေကမနေ့တနေ့ကမှစတင်ကန်းတဲ့ကနေဘောပင်ကန်ကြီးထွက်သွားတဲ့လူတွေလက်ထဲမှာဘာမှမရှိဘူး။အဲ့ဒီလက်ထဲမှာဘာမှမရှိတဲ့လူတွေကကမ္ဘာအင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကိုနေ့ချင်းညချင်းတိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ငါးနှစ်ဆိုတဲ့အချိန်ကနည်းတော့နည်းနေသေးတယ်။ဒီကနေ့ကျတော့သူတို့ကိုပြင်ဆင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေမှောင်ခိုလမ်းကနေဝယ်ရဖို့ကိုပြင်ဆင်ရတာနဲတဲ့အချိန်တွေမဟုတ်ဘူးတကယ်တော့အခုကျွန်တော်တို့ PDF တွေနေ့ကျညချင်းအင်အားကြီးထွားလာတယ်နေ့ကျညချင်းအောင်မြင်မှုတွေရလာတယ်ဆိုတာကျွန်တော်တို့ပြည်သူလူထုရဲ့ဒီတခဲနဲ့ပါဝင်မှုကြောင့်ဒါလင်းဒီလောက်ထိမြန်မြန်ဆန်ဆန်အင်အားကြီးလာတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ဒီစီးရီးယားပေါ့နော်အခုဆိုရင်ဒီစီးရီးယားတော်လှန်ရေးကလည်းအောင်မြင်သွားပြီဟိုဘက်ကအာဖဂန်နစ္စတန်တို့လည်းအောင်မြင်သွားတယ်ဒါဒါဒါဟုတ်လက်နက်ကင်တော်လှန်ရေးတွေပြောတာစီးရီးယားအောင်မြင်တာကသူတို့ကိုကူညီမဲ့ ိမ်နီးချင်းနိုင်ငံရှိတယ်နော်စီးရီးယားတော်လည်းညို့သား14နှစ်ကြာသွားတယ်ဒါတောင်မှသူတို့ကိုကူညီပေးမဲ့အိမ်နီးချင်းနိုင်ငံရှိတယ်စီးရီးယားအောင်မြင်သွားတဲ့အဓိကအကူအညီပေးတဲ့နိုင်ငံအစ္စရေးဘာလို့လဲဆိုတော့ဒီစီးရီးယားအာဏာရှင်ကရုရှားရဲ့တပည့်ဖြစ်ပြီးတော့မှအစ္စရေးကိုဒါဒုံးကျည်တွေနဲ့ချိန်ထားတာချိန်ထားတဲ့အတွက်ကြောင့်အစ္စရေးကအဲ့ဒီစီးရီးယားမှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ကိုအကူအညီပေးလိုက်တဲ့အတွက်စီးရီးယားကအောင်မြင်မှုရသွားတယ်နော်အာဖဂန်နစ္စတန်ဆိုလည်းအဲ့လိုပဲဒီတရုတ်တို့ဘာတို့အီရန်တို့ကဝိုင်းဝန်းကူညီလို့အာဖဂန်နစ္စတန်ကအောင်မြင်မှုရသွားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒါတော့အင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကိုလည်းရင်ဆိုင်ရတယ်ပြီးတော့ကုညီမဲ့နိုင်ငံလည်းမရှိဘူးဘေးပတ်ပတ်လည်းမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကြီးလိုက်တော့လေတရုတ်ထိုင်းလာအိုအိန္ဒိယဘင်္ဂလားဒေ့ရှ်အဲ့ဒီနိုင်ငံတွေအကုန်လုံးကလည်းမြန်မာနိုင်ငံအေဂျင့်တာယာဖွင့်ဖြိုးသွားမှကိုလုံးဝမလိုချင်တဲ့နိုင်ငံဘာလို့လဲဆိုတော့မြန်မာနိုင်ငံဆင်းရဲမွဲတည်ပြီးတော့စစ်အာဏာရှင်ဘဝကိုရောက်နေမှာ သူတို့နိုင်ငံအတွက်လိုအပ်တဲ့တယံသာသကုန်ကျန်းတွေကိုဈေးပေါ်ပေါ်နဲ့ရမယ်သူတို့နိုင်ငံအတွက်လိုအပ်တဲ့အလုတ်ကျန်းသမားတွေကြုံတွေကိုဈေးပေါ်ပေါ်နဲ့ရမယ်အဲ့ဒီအတွက်ကြောင့်သူတို့တစ္ဆာခံမဲ့နော်သူတို့ပြောသမျှလုပ်မဲ့အရေးချင်းမရှိတဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့စစ်တပ်ကအာဏာရပြီးတော့အစိုးရဖြစ်နေမှသူတို့နိုင်ငံတွေကောင်းစားမယ်အဲ့ဒီအတွက်ကြောင့်ဒီတော်လှန်ရေးကိုလုံးဝမကူညီဘဲနဲ့စစ်တပ်ကိုပဲကူညီနေတယ်အဲ့တော့စဉ်းစားကြည့်လေကျွန်တော်တော်လှန်ရေး၅နှစ်ကြာသွားတယ်လို့ဒါပြောတာလေမနေ့တနေ့ကမှစတင်ကန်ကနေထွက်သွားတဲ့အကြောင်းသားတွေကကမ္ဘာအဆင့်40ရှိတဲ့စစ်တပ်ကိုရင်ဆိုင်ရမယ်ပြီးရင်အိန္ဒိယနိုင်ငံတွေရဲ့ အင်ဂျင်နီချင်းနိုင်ငံတွေကတော်လှန်ရေးတပ်ဖွဲ့တော်လှန်ရေးကိုမကူညီတဲ့အပြင်ဒီကမ္ဘာအင်အားကြီးအဆင့်40ရှိပြီးသားစစ်တပ်ကိုထပ်ပြီးအကူအညီပေးတယ်ဆိုစဉ်းစားကြည့်ကျွန်တော်တော်လှန်ရေးဘယ်လောက်ထိခက်ခဲနေလဲဆိုတာအဲ့တော့တချို့ကပြောတယ်ငါနှစ်ကြာသွားပြီလို့လားပြောတာပါခင်ဗျကြတော့ဗျာမနှစ်တနှစ်ကမှစာတင်ကန်းတဲကနေဘောပင်ကင်ပြီးတောခုသွားတဲ့ရဲဘော်တွေကဒီကမ္ဘာအင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကိုတိုက်ဖို့ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးဒီလောက်ထိ PDF တွေ တော်လိုင်းရတဲ့ဘွက်တွေဒါလောက်မြ мян ဆန်ဆန်အင်အားကြီးထွားလာတယ်ဒါလောက်အောင်မြင်မှုတွေမြ мян ဆန်ဆန်ရလာတာကျွန်တော်တို့ပြည်သူလူထုတွေအားလုံးရဲ့ထောက်ပံ့မှုအားပေးမှုပါဝင်မှုတွေကြောက်တာလင်းဒါလောက်မြ мян ဆန်ဆန်ဖြစ်လာတာဟိုစည်ရေးပုံမှန်စည်ရေးပြူဟာအတိုင်းနော်ဒီပုံမှန်တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တဲ့အတိုင်းဒါဟိုတွက်ချက်မယ်ဆိုရင်ဒီကမ္ဘာအဆင့်40ရှိတဲ့စစ်တပ်နော်ကမ္ဘာဒီတရုတ်တို့ရုရှားတို့အိန္ဒိယတို့ရဲ့ဟိုအကူအညီတွေကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အကူအညီတွေကိုရနေတဲ့စစ်တပ်ကမ္ဘာအင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကို တလောက်အချင်းတူအတွင်းအောင်မြင်မှုရအောင်မြင်အောင်တိုက်နိုင်မှုဆိုတာဘလို့မှမဖြစ်နိုင်အောင်အဲ့ဒါကိုနိုင်ငံတကာတွေကသိလာတယ်တော့အရင်တော့ကဒီစစ်တပ်အာဏာသိမ်းပြီးတော့ကျွန်တော်တို့ဒီနိုင်ငံတကာဒီနိုင်ငံရေးသမားတွေတန်တမန်တွေပြီးတော့ဒီဒီ NGO အဖွဲ့အစည်းမှာဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့လူတွေနဲ့စကားပြောတော့သူတို့ကမြန်မာပြည်ကိုမယုံဘူးဗျဘာမယုံလဲဆိုတော့မင်းတို့မင်းတို့မြန်မာပြည်သူတွေကဟိုပြက်သားမှာမဟုတ်ဘူးတဲ့မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာအချိန်ပေါင်းလည်းမနေဘူးပြီးတော့တခါတခါသိမ်းလိုက်ရအနည်းဆုံး20ကျော်ကျော်ကြာတယ်မင်းတို့တကယ်ဆုံးခန်းတိုင်ဆုံးခန်းတိုင်အောင်မင်းတို့ တော်လှန်ကြဘူးနောက်တစ်ခုမင်းတို့ချက်ချင်းမညီညွတ်ကြဘူးအဲ့တော့ဒီတစ်ချိန်လဲမင်းတို့ဒီလိုပဲလာမှာပဲဆိုပြီးတော့မှနိုင်ငံတကာဆိုရတယ်အဲ့ဒါလိုမြင်ထားတယ်ဇက်မို့လို့ဟိုအစပိုင်းမှာတော်လှန်ရေးကိုဟိုကုညီတရားအောင်ရအောင်နဲ့2021 22 23လောက်ရောက်တော့နော်2023လောက်ရောက်တော့သူတို့ဟိုဒါမှဝိုင်းမကူညီကြဘူးနိုင်ငံတကာကဘာလို့လဲဆိုတော့မြန်မာပြည်သူတွေကိုမယုံလို့စစ်တပ်ကအာဏာအကြိမ်ကြိမ်သိမ်းတယ်တကြိမ်သိမ်းရင်အနှစ်20ကျော်ကြာတယ်ဟိုတကယ်တမ်းဆုံးခန်းတိုင်အောင်လဲတခါမှတော်လှန်ရေးမလုပ်ကြဘူးနောက်တခါ ြေလူလူလူချင်းချင်းကမညီညွတ်ကြဘူးအဲ့ဒါကိုနိုင်ငံတကာကအသိနေတယ်သိတဲ့အတွက်ကြောင့်ဒီအစိုးပိုင်းမှာသူတို့မကူညီကြဘူးဒါပေမဲ့ AI ဟာတွေကဒီ2024လောက်မှာနည်းနည်းအပြောင်းလဲတွေဖြစ်လာတယ်သူတို့သိလာတယ်ဒီလောက်ငါးနှစ်ကြာလာတဲ့တိုင်အောင်တော့မြန်မာပြည်သူလူထုတွေကတော်လှန်ရေးစိတ်သက်ကရက်မသွားဘူးเนาะ PDF တွေတော်လှန်ရေးတပ်ဖွဲ့တွေကနေမြေဆိုးမှုမှုကပူပူပြီးတော့ကျယ်လာတယ် တော်လိုင်းတက်ဖွဲ့ပြီးပူပူပြီးတော့အင်အားများလာတယ်ပူပြီးအောင်မြင်လာတယ်ဒီဒီပုံစံဆိုရင်တော့မြန်မာပြည်သူလူထုကဒီတစ်ချိန်တော့တကယ်ပြတ်သားပြီပေါ့တကယ်စည်းလုံးပြီတကယ်ညှို့ညွတ်ပြီမြန်မာပြည်သူလူထုကတကယ်တိုက်ပြီဆိုတော့ငါတို့တော့အကူအညီပေးရတော့မယ်ဆိုတဲ့အသွေးနိုင်ငံတကာကဝင်လာပြီအခုဆိုရင်တို့ပြင်ဆင်နေတာရှိတယ်ဒီ option လေးလုပ်နေတာရှိတယ်တို့မြင်နေရတယ်အဲ့တော့အခုကစစ်တပ်မှာကလည်းဒီသူ့ရဲ့ရွေးကောက်ပွဲကသူ့ရဲ့နောက်ဆုံးထွက်တပ်ပဲသူဒီရွေးကောက်ပွဲလုံနိုင်ပြီးတော့ ဟိုအစိုးရပုံစံတစ်ခုကို तू အပြောင်းလဲဖန်တီးလိုက်နိုင်ရင် तू တရားဝင်အစိုးရပုံစံမျိုးယက်တီသွားနိုင်ရင်ဒီစစ်တပ်ရောမင်းအောင်လှိုင်ရောကရေရှည်ဆက်ပြီးယက်တီသွားလို့ရမယ်ဒါကြောင့်မို့လို့မင်းအောင်လှိုင်ကအခုတနိုင်ကံလုံးကိုဘုံကျဲမီးရှို့ပြီးတော့မှရွေးကောက်ပွဲလုပ်ဖို့ तू စူးစမ်းနေတယ်ကျွန်တော်တို့ကလည်းဒီရွေးကောက်ပွဲကိုကြံ့ကြံ့ခံပြီးတော့တောက်ခံပြီးတော့ကာကွယ်ဖျက်ဆီးနိုင်လိုက်မယ်ဆိုရင်နောက်ထပ်2026ရဲ့နှစ်အလယ်လောက်ဆိုရင်ကျွန်တော်တော်လှန်ရေး အောင်မြင်တဲ့ပန်းတိုင်ကိုရောက်မယ်လို့ကျွန်တော်တို့ခတ်မှန်းလို့ရတယ်။ဒါခတ်မှန်းတာနော်။ဟိုဟိုအရင်တုန်းကလို့ဟို6လနေနိုင်မယ်လို့တစ်နှစ်နေနိုင်မယ်လို့ဟိုပေါက်ပန်း40 40လေးတွေပြောသလိုကျွန်တော်ကပြောနေတာမဟုတ်ဘူး။ကျွန်တော်ကျွန်တော်တို့ဒီတော်လှန်ရေးကိုစစ်တပ်ကလုပ်မဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကြံ့ကြံ့ခံပြီးတော့ကာကွယ်ဖြတ်စည်းနိုင်ခဲ့မယ်ဆိုရင်2026ရဲ့နှစ်အလယ်မကူးစေရအောင်ကျွန်တော်တို့တော်လှန်ရေးပြီးသွားနိုင်တယ်။စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့မခုခံနိုင်လိုက်ဘူး။မဖြတ်စည်းနိုင်လိုက်ဘူးဆိုရင်နောက်ထပ်အနှစ်တရာလဲ။ ီတော်လည်းပြီးစရာမရှိဘူးဆက်အာနာရှင်စစ်ကြုံဘွားကကျွန်တော်တို့လွတ်မှာမဟုတ်ဘူးအဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အားလုံးကိုတက်နိုင်တဲ့အခန်းကဏ္ဍကနေ2023တုန်းကလိုပဲအားလုံးအားတုံခွန်ဆိုင်တက်တက်ကြွကြွပြန်ပြီးပါဝင်ပေးကြပါအခုတော့ကိုရာဟိုဘဒုဘဒုကမတော့အပြစ်ပြောစရာမလိုပါဘူးတော်လန်ကြီးကဆိုတာကအားလုံးဟာကိုပိုင်ကိုပိုင်တာဝန်အသိစိတ်နဲ့ပါဝင်ကြတာဖြစ်ပါတယ်အခုမောလာမောရင်ခဏနားလိုက်အမောပြေပြီးဆိုကျွန်တော်တို့ပြန်ပြီးတော့ဝင်လာပေးပါဒီကွင်းထဲကိုကျွန်တော်တို့ပြန်ကစားကြမယ်